မင်္ဂလာပါဗျကားချစ်သူညီကိုမိတ်ဆွေများအားလုံးဒီနေ့ကျွန်တော်ပြောပြမယ့်ကားကဗျာဈေးကွက်ထဲမှာအရန်ကိုအတန်ထွက်နေတဲ့ JMC Carrion Plus model အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြခြင်းနဲ့ဗျာအာဘာလို့ဒီကောင်ကအတန်ထွက်နေလဲဆိုတော့သူ့ရဲ့ရုပ်ဒီဇိုင်းကအရန်ကိုခင့်မိနေုံနဲ့မကောက် အခြေကြီးသောသူ့ရဲ့ဒီအသက်လို့ပြောလို့ရတယ်ဒီသူ့ရဲ့ engine အများ Isuzu D-Max engine တို့ဒီ Isuzu EFI တို့မှာသုံးတဲ့ Gunnerwin engine လို့တောင်ပြောလို့ရရဗျာဒီ 4GG1 Comarin 3.0ဗျာအဲ့ဒီ engine ကိုတက်ဆင်ထားရဆိုပြီးတော့နာမည်ကြီးနေရဗျာဒါကိုခမားတို့ကြားလိုက်တာ ਨੇ ခေါင်းထဲမှာမေခွန်းနေတန်းစီပြီးထွက်လာမှာကျွန်တော်မြင်အောင် ਨੇ ဟာ 4GG1 ဆိုရင်တော့ကောင်းပါဗော့ မော်ဒယ်ရလေးကားအတကြီးအာအစ်ဇူးအင်ဂျင်နဲ့ဆိုတော့ဒါဂျပန်ကားအဟောင်းတွေကိုထားခဲ့ရတော့မှလားဒါပေမဲ့ခဏနေုံဗျကျွန်တော်တို့ကားလောကမှာစကားတခွန်းရှိရမဟုတ်လားတရုတ်ကားကတော့တရုတ်ကားပဲတဲ့အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်အဲ့ဒီမေကုန်းကိုပဲအာမနာတန်ထပ်ပြီးတော့ပြောပြမယ်ဗျဂျပန်အင်ဂျင်တက်ထားတိုင်းဒီကားကဂျပန်ကားဖြစ်သွားပြီလားသူ့ရဲ့ကိုယ်ထည်ချက်စီဗျာခံနိုင်ရောကျွန်တော်တို့မြန်မာပြည်ကဒီအိုဗာတင်မဲ့သူတွေအတွက်တကယ်ရောခံနိုင်မှာလားကြည့်လိုက်အောင်ဗျ ပရမသံသူ့ရဲ့ engine အကြောင်းကိုကျွန်တော်ပြောပြမယ်ဗျာမှန်ပါတယ် 4GJ1 ဆိုတာဗျာ Isu ကနေထုတ်ထားတဲ့ Isu ရဲ့ masterpiece တစ်ခုဗျာဒီ3.0 common rain turbo intercooler ဗျာစီလဲစားတာတက်တာတယ် modify လုပ်ပြီးပြန်ထုတ်ထားတဲ့အတွက်ဒီကျွန်တော်ထိုင်းမှာဆိုလို့ချင်းဒီပြိုင်ကားသမားရဲ့တောင်မှဒီ engine ကိုပြန်တက်ပြီးတော့သူတို့ modify နေလောက်တာတော်တော်ကြိုက်ကြတယ် ဒါပေမဲ့ခမားသတိထားရမယ့်အချက်တစ်ချက်ရှိရဗျာ GMC ပေါ်မှာပါတဲ့အင်ဂျင်ကဂျပန်နိုင်ငံထုတ်တဲ့ Isuzu EFI မှာပါတဲ့ဒီ 4GG1 နဲ့တပုံစံနဲ့ပဲလားဒါမှမဟုတ်လို့ရှင်ဒီ Isuzu ရဲ့ license ကိုယူပြီးတော့တရုတ်နိုင်ငံမှာထုတ်ထားတဲ့ China Made 4GG1 လားဆိုတော့တော့မေးခွန်းမေးစရာရှိရဗျာ GMC ဆိုတာဗျာဒီ Isuzu နဲ့ဖက်ဆက်လုပ်ထားတာဆိုတော့ဤပညာကတော့ဒီတရားဝင်မှန်ပါတယ်ဒါပေမဲ့ဗျာ တန်သားအည်သွေးတော့ဒီ material quality တို့ဒီ quality control တို့ဒါတွေရောဂျပန်မိတ်ကိုမှီပါမလားဆိုတော့ကျွန်တော်တို့စဉ်းစားစရာပဲဒါပေမဲ့ဗျာ engine က common range ဖြစ်တဲ့အတွက်ခမားတို့ရဲ့ဒီ 4D 33D ပန့်တောင် engine တွေလို့တော့ဗျာစီမရွေးဘူးမဟုတ်ဘူးဗျာဒီကောင်စီတန်တန်ထဲဖို့လိုတယ် ဒီဇယ်ဖစ်တာတွေကိုပုံမှန်လဲဖို့လိုမှာတော့တကယ်အသေးချာပဲဗျာကဲအင်ဂျင်ကကောင်းမိထားဗျာဒီ 4GG1 အင်ဂျင်ကမြင်းကောင်ရဲ့130လောက်ထွက်တယ်ထားဒီမြင်းကောင်ရင်130ကိုတင်ထားတဲ့ကိုထဲရှက်စီရောခံနိုင်ရင်ရှိမလားဒါကတော့တရုတ်ကားကတော့တရုတ်ကားပါပဲဆိုတဲ့စကားအတိုင်းဒီမီးခွန်းရဲ့အဖြစ်ပဲဗျဂျပန်ကန်တာဒီ40 D33 လို့ဒီကားကြီးကဒီနေ့ထိဘာဖြစ်လို့ခစ်စားနေတာလဲသူတို့က over တင်ဆွဲရလို့ဗျရှက်စီရအကြီးတွေတန်အကြီးတွေနဲ့လောက်ထားတန် quality ကလည်းကောင်းတယ်ဗျဒီခမရတို့ GMC ရဲ့ရှက်စီကိုတွားကြည့်ကြည့် ဂျပန်ကန်တာရဲ့ချက်စီတန်ပြားနဲ့အထူနဲ့နှိုင်းရှင်ကြီးကိုချက်စီအထူပြားဒီကန်တာတွေကဝင်ပို့ဥမာ9တန်6တန်ကြီးဆွဲလာတော့ချက်စီကိုရေးမသွားဘူး ဒီ GMC ကားတစ်ကြီးက over 3တန်လောက်ထွဲလိုက်တာ ਨੇ ခမချက်စီထိုင်သွားမလားဒါလည်းမေးစရာမေးခွန်းတစ်ခုပဲနောက်တစ်ခုကဒီ sign thing စနစ်တွေဗျာ driver တွေဒီ short absorber တွေရောနေကျန်းလမ်းကျန်းသွားတဲ့အခါဂျပန်ကားတွေလောက်ခံနိုင်ရှိပါမလားကားအစ်စ်ဆိုတော့ဗျာအတန်ငိမ့်နေ air con နေအေးနေမှာပေါ့နောက်တစ်နှစ်နှစ်နှစ်လောက်နေရောမြန်မာပြည်လိုဒီလမ်းတွေနဲ့တွေ့တဲ့အခါ တကားတွေကကြောက်ကြောက်ကြက်ကြက်တွေဖြစ်လာမလားအတွင်းကန်ဖလတ်စတစ်တွေကအပူဓာန်ကြောင့်ကြွလာမလားဒါတွေကတရုတ်ကားတွေရဲ့မျိုးလိုက်တဲ့ယောဂပဲနော်အဲ့ဒါကြီးလည်းလေမေးဖို့ရှိရဗျအဲ့တော့ဗျာကျွန်တော်ကအာမနာတန်းပြောရလို့ရှင်ဒီ GMC ကားလီပလက်ကမကောင်းတဲ့ကားလို့ကျွန်တော်မပြောဘူးဗျာသုံးတိုင်အရန်ကောင်းတဲ့ကားဘလိုလူတွေတွေ့တင်တော့လဲမေးစရာရှိရကျွန်တော်ပြောပြမယ်ဗျာခမရတို့ဝင်းပိုးလုံးဝတင်လို့မရအောင်ကားနှစ်တန်ကားဆိုလို့ရှင်နှစ်တန်ပဲတင်တာအဆင်ပြေတယ်နောက်တစ်ခုကမြို့ရင်းလမ်းနေမှာပဲသုံးရတာပို့ပြီးတော့ကောင်းတယ် ဒီကားကိုခစ်မိမိဗျာတန်တန်ချင်းချင်းအဲကွန်အေးအေးလေးနဲ့စီးကျင်နေဆိုလို့ရှိရင်ဒီ GMC ကားခမားတို့တွေကားကောင်းတစ်စီးဖြစ်နိုင်တယ်ဖိုးချီချီဝိုင်းရဲ့စီစားနှုံးတက်တာမဟုတ်လေခမားတို့အပြည့်ဝခံစားရမယ်ဗျာ ဘလို့လူတွေရှောင်တင့်လဲကျွန်တော်ပြောပြရမယ်ခမားတို့ရဲ့အလုတ်က over တင်မဲ့လူတွေဖြစ်နေတောင်တက်လမ်းကျမ်းတွေမှာနေတိုင်းသွားနေရမယ်ဆိုလို့ရှိရင်ကျွန်တော်အကြံပေးချင်တာကတော့ဒီကောက်ကိုလုံးဝလှည့်မကြည့်နဲ့ခမားတို့ရဲ့ဒီဝါရင်ပန်ထောင်ဒီ 4D 33တို့ 4D 35တို့ဂျပန်ကအဟောင်းတွေဝယ်ပြန်အသက်သွင်းလိုက်တာခမားတို့လုပ်ငန်းတွေပို့ပြီးတော့စိတ်ချရပြဘာလို့လဲဆိုတော့ဒီဂျပန်ကအဟောင်းတွေကပြည့်ရင်တော့ workshop မှာတိန်ကနန်းနဲ့ပြင်လို့ရတယ်ဒီ GMC ကားအစ်တကြီးက common rain စနစ်တော့ ခမရလမ်းကျမ်းမှာအိုဝါဆွဲလို့ရှက်စီတာတစ်ခုခုဖြစ်သွားရင်ခမရသွားခမရရဲ့ပြင်စင်စိတ်ကသိန်း၁၀ခန်းကျော်ရောက်သွားရင်နောက်ပြီးပြန်ရောင်းရင်လည်းချုံးမယ်အဲ့တော့အနှစ်ချုပ်ပြောရလို့ရှင်ဗျာဒီ GMC ကဂျပန်ရဲ့အသေးနှလုံးလို့ပြောလို့ရတယ်ဒီ 4JJ1 ကိုထည့်ထားတာတော့မှန်တယ်ဒါပေမဲ့ तू ကဘလောက်ခံနိုင်မလဲအချိန်ရပဲခမရတို့အဓိကဖြည့်သွားပေးပါလိမ့်မယ်တကယ်လို့ဒီကောက်ကိုဝယ်သုံးနေတဲ့ညီကိုတွေရှိလို့ရှင်လေကိုရဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်ကွန်မန့်မှာအားလဲအားမနာတမ်းကျွန်တော်ပြောပြပေးခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ